်မင်္ဂလာပါရှင်ကျွန်မကတော့ချူချူဆမ်းပါ DBP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါရမယ်စကိုင်းတိုင်းခေဦးမြို့နယ်အင်ဘက်ရွာကိုနိုဝင်ဘာလ19ရက်နေ့ကစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက်ကလေးတယောက်ပါဝင်ဒေသခံ3ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျာ။ ရေဦးမြို့ထိုင်စခန်းကနေပြစ်ခတ်ခဲ့တာဖြစ်ပြီးအသက်၁၄နှစ်အရွယ်ကလေးတစ်ယောက်နဲ့သက်လက်ပိုင်းအရွယ်မျိုးသားနှစ်ယောက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတစ်ယောက်ကပြောပါရယ်ခေဦးနဲ့ကံဘလူအဆက်မှာနိုဝင်ဘာလ၁၂ရက်နေ့ကစစ်တပ်စစ်ကြောင်းပြတ်တဲ့အထိတိုက်ခိုက်ခံရပြီးနောက်ပိုင်းစစ်အင်အားအလုံးရင်းနဲ့စစ်ကြောင်းဖြန့်ထိုးနေတယ်လို့လေကြောင်းတိုက်ခိုက်မှုတွေလည်းလုပ်နေတယ်လို့သိရပါရယ် ခေဦးနဲ့ထဲမှာအဲ့ဒီလိုစစ်ကြောင်းထိုးနေတဲ့အတွက်ဒေသခံတောင်းချီပြီးနေရစွန့်ခွာထွက်ပြေးနေရတယ်လို့အဲ့ဒီစစ်ချောင်းတွေရှိတဲ့နေရာကိုစစ်ကြောင်းကနေလက်နက်ကြီးနဲ့ပစ်တာတွေလုပ်တယ်လို့ခေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တယောက်ကပြောပါရတယ်။အဲ့ဒီလိုစစ်တပ်စစ်ကြောင်းထိုးနေတဲ့အတွက်ကပ်ဘလူမြို့နယ်နဲ့ခေဦးမြို့အတွင်းကကြောက်တိုင်ကြည်စုဝက်တိုအိုင်ပေါင်းကြောင်ရင်းတိုက်ငယုံကြီးရှာရောမုံလှတာဝတ်တိမြင်းကြ တရက်ကုန်ကျွန်တော်ကြီးကျွန်တော်လေးဥယျာဉ်စားတဲ့ခြေရာတွေက ပြည်သူတွေနေရဆွန့်ခွာနေကြရတယ်လို့လည်းသိရပါတယ်ရှင်။ရန်ကုန်မြို့မှာအော်တိုဘာလကစားလို့စက်တာဈေးနှုန်းတွေဇက်တိုင်းမြင့်လာပြီး CP စက်တာအကောင်လိုက်တပိတ်တာကို2500ကျပ်ထိဈေးမြင့်လာပါတယ်။ ီလိုဇက်တက်လာတာကထလုံးမှုကုန်ကြဆဲတွေမြင့်တက်လာတာအကြောင်းဖြစ်တယ်လို့ကျက်မွေးမြူရေးလောက်ကိုင်းသူတွေကပြောပါတယ်အစာဈေးတက်တာတည်ယူဈေးနဲ့အထွေထွေဈေးတွေတက်လာတာကြောင့်ကျက်မွေးမြူသူတွေရော့နေလာပြီးဈေးကွက်ထဲမှာထလုံးနိုင်တဲ့ပမာဏလည်းရော့ကျလာတယ်လို့သိရပါတယ်အော်တိုဘာပထမပတ်မှာတပိတ်တာကိုကျက်တသောင်းဝန်းကျင်ပဲရှိခဲ့တဲ့အသားတိုးကျက်ချံဖန်စီကလည်းနိုဝင်ဘာလပထမပတ်မှာ16350ကျက်ထိမြင့်တက်ခဲ့ပါတယ်နိုဝင်ဘာလ17ရက်မှာတော့13300 150ကျပ်ဝန်းကျင်အထိအနှဲငယ်ပြင်ချလာပေမဲ့လက်လီဈေးကတော့ပြန်မချသေးပါဘူးလက်တလောစားသုံးသူလက်လီဈေးကွက်တွင်မှစက်သားဈေးကပေါင်တပိတ်သားကို2600ကျပ်ရေမုန်သားတပိတ်သားကို3000ကျပ်ထိမြင့်တက်နေတာကြောင့်နေထိုင်စားသောက်ဈေးတွေမြင့်တက်နေလို့ဝင်ငွေနဲ့ထွက်ငွေမမျှဖြစ်နေရတဲ့ပြည်သူတွေအနေနဲ့ကတော့အသားဝယ်ယူစားသုံးဖို့ပုံမှန်ခက်ခဲလာပါတယ်ရှင်။ ရန်ကုန်နဲ့တလကိုခီးတဲ့တွေပို့ဆောင်နေတဲ့တမန်သမားတွေဟာမြင့်တက်လာနေတဲ့ကုန်စည်နှုန်းတွေကြောင့်စာဝတ်နေခက်ခဲလာနေပြီးနေ့စဉ်ထမင်းစားနိုင်မှုကိုရုန်းကန်နေကြရတယ်လို့ဝါဒန်စစ်ကမ်းနဲ့စာပါချောင်ကိုပြည့်ဆွဲပေးနေတဲ့တမန်မောင်းသူတွေကပြောပါတယ်။တမန်တရက်မောင်းလို့ရတဲ့ဝင်ငွေဟာထမင်းစားဖို့အတွက်သာလုံလောက်မှုရှိပြီးအခြားနေထိုင်ရေးကလေးတွေရဲ့ပညာသင်စိတ်နဲ့ကျမ်းမာရေးစိတ်တွေအတွက်လုံလောက်မှုမရှိဘူးလို့ဆိုပါရယ်စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်မှာအုံစင်းနှုံကြီးမြင့်တာအပြင်စီစည်းတွေပါတက်လာတဲ့အတွက်အခက်အခဲတွေပိုဖြစ်လာတယ်လို့ တမန်မောင်းလို့ရတဲ့ဝင်ငွေနဲ့မိသားစုစာဝတ်နေရေးကို15နှစ်ကျော်ကြာဖြည့်ရှင်းနေရတဲ့တမန်မောင်းသူကိုမင်းဆိုးသူကတပီပီကိုပြောပါတယ်။အရင်တော့စီစင်းလုံးကြာနေတဲ့ချိန်တော့တပေါင်းရရင်စားလို့ရတယ်လို့စီစင်းလုံးတက်ပြီးတော့ကျွန်တော်တို့300ရရင်စားလို့ရတယ်ဆိုတော့ပဲ။ဟိုတိုးတက်သွားတယ်ဆိုတော့မရှိပါဘူး။ဒါပြီးပြီးသွားရင်တော့မျောလင့်လာတာပေါ့ကျွန်တော်တို့လည်းဟိုတကယ်လို့တမန်မောင်းရတော့ဦးဆိုရင်လည်းကျွန်တော်တို့ကားကားမောင်းတော့ဒါပဲကြည့်တော့လား။ကျွန်တော်တို့ကတော့ ဟိုကပေါ့ပြက်မယ်လို့တော့ပထမတော့ရည်ရထားတာပေါ့အခုကအခုကသရာမှာဒီဒီဘက်ပဲတက်ရမယ်ဆိုတော့နည်းနည်းတော့မျောလေးရက်ရှိသေးတယ်တမန်မောင်းလို့ရတဲ့ဝင်ငွေဟာတရက်ကိုငွေကျပ်3000နဲ့3000ခွဲဝန်းကျင်ရှိပြီးစီဘိုးက1000ကျော်ပြန်ကုန်ကြတဲ့အတွက်မိသားစုဝင်9ယောက်အတွက်ထမင်းစားဖို့လုံလောက်ယုံသာရှိတယ်လို့ဆိုပါရယ်။အရင်ကကိုမင်းစွန်းသူရဲ့ဝင်ငွေကမိသားစုတွေကအဓိကထားမိခိုနေရတာဖြစ်ပြီးလက်ရှိမှာတော့တမန်မောင်းသူတယောက်တည်းရဲ့ဝင်ငွေနဲ့မလုံလောက်တဲ့အတွက်အမျိုးသမီးဖြစ်သူပါဈေးရောက်နေရတယ်လို့ဆိုပါရယ်။ စစ်တပ်ကအာဏာသိမ်းပြီး9နှစ်အတွင်းမှာကုန်စင်းတုံးတွေအစမတန်ထိုးတက်လာနေပြီးကစုံရက်တစည်းကို800ကျပ်၊ကျောက်တလုံးကို900ကျပ်၊ဘဲဥတလုံး600ကျပ်နဲ့တခြားဟင်းသီးဟင်းရဲ့ဈေးနှုန်းတွေကလည်းတစည်းကို1000ထက်မှရှိနေပါတယ်။ခါးကြီးကတော့နည်းနည်းဝင်ဖြစ်တာပေါ့ဆင်ကတိဝဆက်ပြက်တဲ့ခါတော့ဘာလို့ကြတော့ င်းနှောင်းတွေရပြီးတော့အာတက်ပွဲတာလို့ပါအဲတက်ပွဲတဲ့ခါကျတော့ကျွန်တော်ဥဝယ်တာလို့ဆက်တုံးနေတယ်ဒီဒီအဲ့ဒီကဆလာတောက်တောက်ပါတိုင်းနဲ့သူ့ရဲ့ခါကျတော့တခါကျရင်ဆက်ဖြစ်ဆက်ပြဲတင်တာလို့ပါလို့ပေါ့နော်တမန်တင်တာတမန်တင်ရတာလို့တားဈေးနှုန်းတွေဟာလည်းအခြေခံလူဒန်းစားတွေအနားမကပ်နိုင်လောက်တဲ့အထိဈေးနှုန်းတွေမြင့်တက်နေပြီးဝက်သားတစ်ပိတ်တာကို3000ဝက်ကျက်နဲ့ကျက်သားတစ်ပိတ်တာကို2800ကျက်အထိဈေးမြင့်တက်နေတာဖြစ်ပါတယ်။ ရန်ကုန်နဲ့ထလကိုဆက်သွယ်ပေးမယ်မြေကူးတရာကြီးပြီးသွားတဲ့အချိန်မှာတမန်စီခီးတဲ့ဦးရဲ့ရွန်내သွားနိုင်တဲ့အတွက်ဝင်ငွေထိခိုက်မှာကိုတမန်မောင်းသူတွေကစိုးရိမ်နေကြပါတယ်။ဒလဖက်ချမ်းမှာတမန်စိတ်ဆယ်ခုနဲ့ထက်ရှိပြီးယာနဲ့ချီတဲ့လူတွေဟာရန်ကုန်ဒလကိုနေ့စဉ်ကူးတန်းသွားလာပြီးအလုပ်လုပ်နေကြတာလည်းဖြစ်ပါတယ်။ကျွန်တော်လိမ့်ပါ ယူကရိန်းနိုင်ငံဟာလက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲကနေရသူဥတုပူနေလာစေတဲ့ကာဗွန်ထုတ်လွှတ်မှုတွေမြင့်တက်လာခြင်းနဲ့ဆက်ဆက်တဲ့ပျက်စီးဆုံးရှုံးမှုအတွက်ရုရှားစီကနေအမေရိကန်ဒေါ်လာ54ဘီလီယံနီးပါးတောင်းဆိုဖို့စီစဉ်ထားတယ်လို့ယူကရိန်းနိုင်ငံရဲ့စစ်ပွဲရေးပတ်ဝန်းကျင်နဲ့စိုက်ပျိုးရေးဆိုင်ရာဒုတိယဝန်ကြီး ပါဘလိုကတာရှော့ကရိုက်တာသတင်းဌာနကိုပြောကြားခဲ့ပါတယ်။ဒီဆောင်ရွက်မှုဟာစစ်ပွဲတက်ခိုက်ရမှအုံပြုတဲ့ရုပ်ကြွေးလောင်စာတွေ၊ဗီလာမြင့်တဲ့တပ်မဏိတွေ၊မိလမှုတွေကြောင့်တစ်တော်တစ်ပင်တွေပျက်စီးခြင်းအပါအဝင်ကာဗွန်ထုတ်လွှတ်မှုမြင့်တက်လာခြင်းအတွက် ထိခိုက်နှံ့နာမှုတွေကိုနိုင်ငံတကာကပထမဆုံးအကြိမ်တောင်းဆိုခြင်းလည်းဖြစ်ပါတယ်။ COP30 မှာစီဝေးတက်ရောက်နေတဲ့ရုရှားကိုယ်စားလှယ်အဖွဲ့ဝင်တဦးကမှတ်ချက်ပေးဖို့ညင်းဆိုခဲ့ပါတယ်။ Dutch Carbon စင်းကိုင်ပညာရှင် Lana De Klerk က2022ခုနှစ်ဖေဖော်ဝါရီလမှာရုရှားကျူးကျော်ပြီးကတည်းကစစ်ပွဲဟာနောက်ထပ်ကာဗွန်ဒိုင်အောက်ဆိုက်တန်ချိန်238တန်လောက်နဲ့ညီမျှတဲ့ထုတ်လုပ်မှုကိုဖြစ်ပေါ်စေခဲ့တယ်လို့ခန့်မှန်းခဲ့ပါတယ်။ ဒါဟာတရားမဝင်လို့ရတဲ့ခုရဲ့ရလအနေနဲ့ကာဗိုထုတ်လုမှုအတွက်နိုင်ငံတကာနိုင်ငံကတာဝန်ယူရမယ့်ပထမဆုံးအကြိမ်လည်းဖြစ်တယ်လို့သူကပြောပါတယ်ရှင်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကအင်ဖြူတော်ရောက်လာတဲ့ sorry အရှေ့ဆန်မင်းသားမိုဟာမက်ဘင်ဆယ်မန်ကိုနွနွတွဲတွဲကြိုဆိုခဲ့ပြီးနှစ်နိုင်ငံကြားပုံမနဲ့ဆိုင်လာတဲ့ဆက်ဆံရေးအပေါ်ထင်ဟပ်စေခဲ့ပါတယ်။အခုလိုမျိုးထရမ့်နဲ့ဘင်ဆယ်မန်ကြားဘဲဥပုံရုပ်ခန့်မှတွေ့ဆုံမှုအတွင်အရေးပါတဲ့သဘောတူညီချက်တွေထပ်ပေါ်လာခဲ့ပါတယ်။အဲဒီနောက်အမေရိကန်ဘက်က sorry ကိုနေတို့အဖွဲ့ဝင်မဟုတ်တဲ့အဓိကမဟာမိတ်နိုင်ငံတစ်ခုဖြစ်အတိမတ်ပြုဖို့ရာဆုံးဖြတ်လိုက်ကြောင်းကြေညာသွားပါတယ်။ ဒါဟာအမေရိကန်နဲ့ဆော်ရီဂျာကခိုင်မာပြီးသားဖြစ်တဲ့ကာကွယ်ရေးအရာပူပေါင်းဆောင်ရွက်မှုကိုမြင့်တင်ရရောက်ပြီးအစစ်မြင့်လက်နက်တွေပါလိုင်စင်မပါဘဲဝယ်ယူရရှိနိုင်တော့မှာဖြစ်ပါတယ်အဲ့ဒီလိုက်စင်ကင်းလုခွင့်ရထားတဲ့နိုင်ငံတွေထဲမှာ sorry ပါဝင်လာတဲ့အလျောက် Argentina, Australia, Brazil, Colombia, Philippines နဲ့ Thai စသဖြင့်နိုင်ငံပေါင်း20ထိရှိနေပြီဖြစ်ပါတယ်။ sorry exchange တန်ကလည်းအမေရိကန်ပြည်တွင်းမှာသူတို့ယင်းနှိမ့်နှံမဲ့ပမာဏကိုဒေါ်လာ1 trillion လောက်မြင့်တက်လာနိုင်ကြောင်းပြောထားပါတယ်ရှင်ဒီပီပီအုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချစ်ချိုဆက်ပါရှင်